င်ဟာလန်တလန်မှာအေးအေးဆေးဆေးလမ်းလျှောက်နေခဲ့တယ်။လူတွေလည်းအရန်စီကားပြီးဆိုင်တွေလည်းရန်ကိုများတဲ့လမ်းတစ်ခုမှာလမ်းလျှောက်နေခဲ့တယ်။ရှောက်နေရင်လည်းရုပ်တရက်ပဝင်းချင်းအလုံးဟာမှိုင်းညူသွားမယ်။ပြီးတော့မြင်နေတဲ့လူတွေရဲ့ပူစားစင်ရင်မောင်ကလည်းကြောင်းလဲသွားတယ်။ကြောင်းလဲသွားတယ်ဆိုတာအခုခေတ်မဟုတ်ပဲနဲ့အိုဟောင်းနေတဲ့နှစ်ကာလတွေတော့ဝေစားစင်ရင်မောင်နေဖြစ်မယ်။ဆိုင်တွေကလည်းခါတိုင်းမြင်တွေ့နေကြဆိုင်တွေမဟုတ်တော့ဘဲနဲ့ အိုဟောင်းနေတဲ့ဆိုင်လေးဖြစ်သွားမယ်။အဲ့ဒါတွေကိုအံ့ဩတစ်ချိန်နဲ့ကြည့်နေတဲ့အချိန်5မိနစ်လောက်ကြာတဲ့အချိန်မှာပဲအားလုံးဟာပြန်ပြီးတော့အရင်ပုံစံတိုင်းပြန်ဖြစ်သွားတယ်။ကိုရောက်နေတဲ့ပုံစံတိုင်းပြန်ဖြစ်သွားတယ်။အဲ့လိုဖြစ်ရမျိုးဖြစ်လာခဲ့မယ်ဆိုရင်ယုံကြည်နိုင်မှာမလား။တခြားလူတွေဖြစ်ခဲ့တယ်ဆိုရင်ရောယုံကြည်နိုင်မှာမလား။သာဟာလီဗာပူးမြို့မှာရှိတဲ့ဘိုးစထရီဆိုတဲ့လမ်းပေါ်မှာတကယ်ဖြစ်ခဲ့တယ်လို့သတင်းတွေထွက်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီတော့အင်္ဂလန်နိုင်ငံလီဗာပူးမြို့ရဲ့ Bow Street အကြောင်းနည်းနည်းလောက်လေ့လာကြည့်ကြရပါမယ်။ Bow Street ဆိုတာကအင်္ဂလန်နိုင်ငံလီဗာပူးမြို့မှာရှိတဲ့အချက်အချာရမ်းကြတဲ့လမ်းတစ်ခုဖြစ်ပါတယ်။ဒီလမ်းဟာလူတွေလည်းသိသိကြပြီးတော့သောက်တောက်ဆိုင်တွေလည်းရှိတယ်၊စားအုပ်ဆိုင်တွေ၊ဖက်ရှင်ဆိုင်တွေနဲ့ပြည်နေတဲ့နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ဘိုးစရိနာမည်ကြီးနေရတဲ့အကြောင်းရင်းကအခုလိုမျိုးလူစီကားနေတယ်ဆိုတာထက်သူဟာတာမန်လန်ဒလန်ဆိုတာထက်ပိုတဲ့သတင်းတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့ time slip တွေဒီလမ်းမှာဖြစ်ပွားရတဲ့ဆိုတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်1996ခုနှစ်တုန်းကအမျိုးသားတဦးဟာသူ့ရဲ့စနေဖြစ်သူနဲ့အတူ Bow Street ပေါ်မှာရှောက်ပြီးတော့ shopping တွေထွက်နေခဲ့တယ်။အဲဒီနေရာသူတို့နေရာအတွက်တာမန်နေ့တနေ့ပါပဲ။တာယာလှပပြီးတော့ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတနေ့ပါပဲ။ဒါပေမဲ့မင်းနဲ့အနေငယ်တွင်မှာပဲ ရိုင်းနဲ့ထဲပြောင်းလဲသွားခဲ့ပါတယ်တဲ့။ဆိုင်အမီတွေကလည်းသူတို့ခိုင်းတွင်နေကြနေမယ်မဟုတ်တော့ဘူး။လမ်းမှာရှိနေတဲ့လူတွေကလည်း1956ခုနှစ်ဝစားစင်ရင်ပုံတွေမဟုတ်ဘဲနဲ့1950လောက်တုန်းကဝစားစင်ရင်ပုံတွေဝှထားကြတယ်။ပြီးတော့လမ်းပေါ်မှာလည်းမော်တော်ယာဉ်ဆိုတာမရှိဘဲနဲ့လဲတွေရှိနေခဲ့ပါတယ်တဲ့။ဒီတော့သူတို့နှစ်ယောက်စလုံးကအရန်ကိုအံ့ဩသွားတယ်။တယောက်တည်းမြင်တာလည်းမဟုတ်ဘူး။သူတို့ကလင်မယားနှစ်ယောက်စလုံးတွေ့ရတာပေါ့ သူတို့ဓာရီကိုမြင်ရတဲ့အချိန်မှာလုံးဝကိုယုံကြည်မရအောင်ဖြစ်ခဲ့တယ်။ဘာတွေဖြစ်နေပါလဲဆိုပြီးတော့သူတို့ကြည့်နေတဲ့အချိန်မှာပဲရုပ်တရက်အလင်းတစ်ခုဖြတ်ခနဲတောက်သွားပြီးတော့သူတို့ရောက်နေတဲ့1996ခုနှစ်ကိုပဲဝုန်းဆိုပြီးတော့ကျန်ရောက်လာခဲ့ ီလိုနဲ့တို့ကတို့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကိုသတင်းစာတွေကိုပြောပြရတယ်ပြီးတော့အင်တာဗျူးလာခဲ့တဲ့လူတွေကိုလည်းပြောပြရတယ်တို့အကြောင်းတွေကိုလည်းသူတည်တနာဆိုင်နေရေးကြရတယ်ပေါ့နော်အဲ့တော့တော်တော်များများတော့တို့ကိုဒါ time slip ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုလို့ပြောကြပါတယ် နောက်တစ်ခုကတော့2006ခုနှစ်မှာဖြစ်ခဲ့တာပါ။ Jane ဆိုတဲ့အမျိုးသမီးတူဖြစ်ခဲ့တာပါ။သူကလည်းဒီ Bow Street ပေါ်မှာလမ်းလျှောက်လာခဲ့တယ်။2006ခုနှစ် November လဖြစ်ပါတယ်။သူကဒီတိုင်းလမ်းလျှောက်လာခဲ့တာမဟုတ်ပါဘူးတဲ့။သူကသူ့ရဲ့မိတ်ဆွေတူနဲ့ဖုန်းပြောနေတဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာပဲရုတ်တရက်ဖုန်းတန်ကပြတ်သွားတယ်။တစ်ဖက်ကစကားပြောနေတဲ့အတန်ကိုသူဘာမှမကြားရတော့ဘူး။ဘာမှမကြားရတဲ့အချိန်မှာပဝင်းကျုံကြည့်လိုက်တော့လေပဝင်းကျင်ကဘာတွေဖြစ်ကုန်မှမသိဘူး။ဟိုမိတိုင်းအဟောင်းပုံစံတွေဖြစ်တယ်။ပြီးတော့လူတွေကလည်းဟို းတော့လို့ဝစားဆင်ရင်မှုတွေဖြစ်ရှိနေတယ်ပြီးတော့ခုနကတော့လင်မယားနှစ်ယောက်တွေ့ခဲ့တယ်လို့ပဲကားတွေမရှိတော့ဘဲနဲ့လှဲတွေဖြစ်နေတယ်။ဆိုင်နံပါတ်တွေကလည်းတွေ့နေကြနံပါတ်တွေမဟုတ်တော့ဘဲနဲ့ဆိုင်ဘုတ်အဟောင်းကြီးတွေပေါ့နော်။အဲ့လိုတွေဖြစ်နေတယ်တဲ့။အဲ့ဒါ तू ကမိနစ်နဲ့နည်းလောက်ကို तू အဲ့ဒါမှကြောင်ပြီးတော့ပေါ့နော်။ဘာမှမသိဖြစ်နေခဲ့တယ်။ဖြစ်နေပြီးတော့ရုတ်တရက်ပဲမိအလင်းရောင်တစ်ခုတောက်လာခဲ့ပြီးတော့ तू ကဟိုသူ့ရဲ့2006ခုနှစ်ကအတိုင်းပြန်ပြီးတော့မြင်နေရပြန်တယ်ပေါ့။ ူကလည်း post တွေပေါ်မှာမတည့်ရက်ပြီးတော့ရှိနေတယ်။အဲ့နဲ့သူကဖုန်းကိုပြန်ကြည့်လိုက်တော့ဖုန်းကခုနကအတန်ပြတ်ခဲတဲ့မိနစ်ကြာတဲ့ကြာသွားတဲ့အတိုင်းပဲပေါ့ပြန်ပြီးတော့အလုပ်လုပ်နေခဲ့တယ်တဲ့။အဲ့တော့သူကလည်းသူ့ရဲ့ဖြစ်ရက်ကလေးတွေကိုပြန်ပြီးတော့ဝင်ညှာခဲ့တယ်ပေါ့နော်။အဲ့လိုပြောခဲ့တဲ့အချိန်မှာလူတွေကလည်းအာလူတွေအတွက်ကယုံရမလို့လို့မယုံရမလို့လို့ပေါ့အဲ့လိုတွေဖြစ်သွားခဲ့တယ်ဒါတချို့ကလည်းဗာပြောလဲဆိုတော့ဒါဟာယုတ်တည့်ရဲ့ လိုင်းပြတ်တောက်သွားတာဖုန်းလိုင်းတွေပြတ်တောက်သွားတာထင်ရောက်ထင်မှဖြစ်တာဒီမျိုးတွေပြောခဲ့ကြပါတယ်။ဒါအပြင်လေဒီလိုတွေတွေ့ခဲ့ရတယ်ဆိုတာကဒီ chain တို့ပြီးတော့ခုနကလင်မယာဒီလိုဟာမျိုးတွေလည်းမဟုတ်ပဲနဲ့တခြားတခြားသောသူတွေလည်းဒီလိုမျိုးဖြစ်ရတွေ့ဒီအဲ့အနီးနားတစ်ခွိုက်မှာကြုံတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။ Bow Street နားမှာဆိုလို့ရှိရင် Liverpool Central Station တခုရှိတယ်။အဲ့ဒီမှာလည်းအဲ့လိုတူညီတဲ့ဖြစ်ရတွေဖြစ်ခဲ့ကြတယ်လို့ပြောတယ်။တချို့ကကြတော့1950လောက်ကိုရောက်သွားတယ်။ တချို့ကကြတော့19ရာစုဝင်းကျင်အထိကိုပြန်ရောက်သွားကြတယ်လို့လည်းပြောပါတယ်။စတိုးဆိုင်အမည်တွေကသူတို့တွေ့လာခဲ့တဲ့စတိုးဆိုင်ရဲ့အမည်တွေကိုပြန်ပြောတဲ့အခါမှာအဲ့ဒီနာမည်တွေက1950ခုနှစ်မှာစည်ရင်ထဲမှာရှိနေတဲ့နာမည်ဖြစ်နေတယ်လို့ပြောကြပါတယ်။ သူတေသနာပြုလုပ်တဲ့သူတွေကတော့မျိုးစုံစစ်တမ်းတွေထွက်ခဲ့ကြတာပေါ့နော်တချို့ကတော့ဒါဟာ time slip ဖြစ်ရတဲ့ခုဖြစ်တာဟုတ်ပါတယ်သိချပါတယ်လို့ပြောသလိုပဲတချို့ကကြတော့ဒါကတကယ်တော့မဟုတ်ပါဘူးလူရဲ့တရားထင်မှားတွေ hallucination တွေဖြစ်တယ်လို့ပဲဆိုကြပါတယ်ဒီတော့ဒီဟာကိုတကယ်ဟုတ်သလားမဟုတ်သလားဆိုတာသက်သေပြဖို့ဆိုတာကတော့မဖြစ်နိုင်သေးပါဘူးဒါပေမဲ့သိချတာတခုကတော့ ဒီအင်္ဂလန်နိုင်ငံလီဗာပူးမြို့မှာရှိတဲ့ဘိုးစရီဟာယခုထက်ထိပ်ကိုလူတွေရဲ့စိတ်ဝင်စားမှုပြင်းထန်ရှိနေစေလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ဘိုးစရီဟာခုနှစ်ထိပ်လည်းလီဗာပူးမြို့ရဲ့တဝန်လှပတဲ့လမ်းလေးတစ်လမ်းပါပဲ။ ဒီလမ်းမှာလည်းသာတောက်ဆိုင်နေရှိတယ်လူသားလူလာတွေလည်းတိတ်ကိုများတယ်ညာဘက်တည်းဆိုလို့ရှိရင်လည်းရောင်စုံမီလုံးနေနဲ့တိတ်ကိုလှပါတယ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်လူတွေကတော့ဒီနေရာကိုအသေးနဲ့ပစ္စုပန်ကိုကုလူဆက်နယ်လေးရှိတယ်ကုလူဆက်နယ်သွားလာနိုင်တဲ့လမ်းတစ်ခုတကားပေါက်တစ်ခုဆိုတာကိုယုံကြည်နေတဲ့သူတွေလည်းရှိပါတယ်နာထောင်သူတွေအနေနဲ့လည်းဒီနေ့နေ့တစ်ချိန်ချိန်မှာ post street ဘောကိုရောက်လာခဲ့မယ်ဆိုလို့ရှိရင် time slip ဖြစ်သွားတယ်ဆိုလို့ရှိရင်မိရဲ့တွေ့ကြုံကိုပြန်လည်ဝင်ရမှာမေ ောက်ပြီးတော့ဒီကဘာမှာတကယ်ကိုပဲအချိန်ကိုပြန်ပြီးတော့သွားနိုင်တဲ့လမ်းရှိလိမ့်မလားဆိုတာကတော့ဖြေရှားဖို့ခက်ခဲနေစေပဲဖြစ်ပါတယ်။လာရောက်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါတယ်။